ဒီကာလဟာတကယ်ပဲဘေးဒုက္ခနဲ့ရင်ဆိုင်ကြတဲ့ကာလဖြစ်တယ်မြင်ကလင်းဟာနော်အောင်ပွဲဟာနော်အင်မတန်မှပြင်းထန်တဲ့အင်အားနဲ့လှုပ်ခတ်တဲ့အခါမှာဒီမန်လေးစကိုင်းနေပြည်တော်ဖက်မှာဆိုရင်နော်အလုံးပဲဘေးဒုက္ခနဲ့ကြုံနေရတာဖြစ်ပါတယ်ဒီလိုဘေးခတ်ဒုက္ခနဲ့ကြုံရတဲ့အခါမှာကျွန်တော်အနေနဲ့နော်တကယ်ငိုကြေးအဖြစ်ကိုထစ်လျောက်ကူညီခြင်းပေးမယ်မကူညီနိုင်ပါဘူးနော်အဲ့ဒီအခါမှာကျွန်တော်အနေနဲ့ 也是那么的，图书装版权阿片，了刚到了讲，那个把找阿片，多少版权阿片了了讲，进入，哎、嗯，工艺部准备续报了，他讲整理着，啊，这块要那个那么说的，公司里呢，看被没批报了，谁看啊？文人看啊，谁看啊？媳妇一记得那个了嘛？文人看啊,啊，谁看啊？没嘛，媳妇说一弄，真的，本来家都没批报了。 နော်ခန္ဓာကိုယ်လည်းခွားရှိလာမှာမဟုတ်ပါဘူး။ဒါကြောင့်ဒီနေ့ဘုရားခင်ကိုသာဆက်ယုံဖို့အတွက်ဆက်ကိုးစားဖို့အတွက်ပဲခွားပစ်ချင်တယ်။ဒီမှာအလုံးတည်တဲ့ဆလံချမ်းအခန်း63စာပိုက်15မှာသူဒီငါ့ကိုခေါ်တော့ခါငါထူးမီဒုက္ခခံရတော့ခါသူ့ဖက်မှာငါနေချမ်းသာပေးမီ သူ့ဘုံကိုလည်းထင်ရှားစေမီဘာတို့ပြောလဲဆိုတော့ယုံကြည်သူများကိုပြောတာဖြစ်တယ်။နော်အမြင့်ဆုံးသောဖရား၌ကွယ်ကွယ် အမြင့်ဆုံးသောဖရာ၏ကွယ်ကာယဌာနတော်၌နေတဲ့ကျွန်တော်ယုံကြည်သူများကိုပြောတာဖြစ်ပါတယ်ဒုက္ခနော်ဒုက္ခခံရတဲ့ခါမှာသူ့ဘက်မှာငါနေချမ်းသာပေးမယ်သူ့ဘုံကိုလည်းထင်ရှားစေမယ်ပြောပါတယ်မေဆွေဒါရတရားဒီနေ့ဒုက္ခရောက်နေပါသလားနော်တင့်ဘက်မှာဖရာခင်ရှိပါတယ်နော်သူဒီငေါ့ခေါ်တော့ငါထုမိလို့ပြောပါတယ်ဒီအချိန်မှာဖရာသခင်ကိုသာခေါ်ပါ နော်ဖျားခင်ကိုခေါ်ပါဒီနေ့နော်ပိတ်မိတဲ့သူတလကောင်အိမ်ပြူချလို့တလကောင်နော်ဒဏ်ရလို့တလကောင်စောင့်ဝင်နေအခက်ခဲဖြစ်လို့တလကောင်နော်ဖျားခင်ကိုသာခေါ်ပါနော်သူဒီငါ့ကိုခေါ်တော့ခါငါထူးမိဖျားခင်ထူးမှဖြစ်ပါတယ်ဒုက္ခခံရတော့ခါသူ့ဘက်မှာငါနေချမ်းသာပေးမိငါ့ကိုသူဘုံကိုလည်းထင်ရှားစေမယ်ဒီဒုက္ခအแทးကနေတင့်ကိုချမ်းသာပေးပြီးတော့မှ ဒီဒုက္ခကြောင့်ပဲတင့်ရဲ့ဘုံဟာထင်ရှားမှဖြစ်တယ်။အော်သူ့ဘက်မှာဖျားရှိတယ်။ဆိုလူလည်းအောင်းလိုက်မယ်။ဘယ်လိုပြောချင်တာဖြစ်ပါလဲ။ဒါကြောင့်ဓမ္မမေဆွေနော်စိတ်ပြက်စရာဖြစ်ပေမဲ့စိတ်မပြက်နဲ့ဘုရားသခင်ကိုသာခေါ်ပါ။တခြားဘသူတွေမှနော်ကိုယ်မဆိုင်နဲ့လို့ပြောချင်တာမဟုတ်ပေမဲ့နော်ဘုရားသခင်ကိုသာခေါ်ပါ။ဘုရားသခင်ကသူ့နီးလန်းနဲ့အလှပါဆုံးဒီဘေးဒုက္ခကနေသူ့ကိုကယ်လွတ်မှာဖြစ်ပါတယ်။ဆလံချမ်း50နဲ့ 6ဇာပတ်1မှာဖျားခင်နေငါခေါလုံရဖြစ်၍ခွန်အားကိုပေးတော်မူဘေးရောက်သည့်ကာလအထူးသဖြင့်ကိုမတော်မူကြောင်းထင်ရှားလက်ရှိ၏နော်ဖျားခင်ဟောတာဆက်ခေါလုံမှာသင်ဟာဖျားခင်ခေါလုံတော်သူဖြစ်ရင်ဘေးဒုက္ခမရှိတော့ဘူးမတွေ့တော့ဘူးလို့မပြောဘူးအဲဘေးဒုက္ခကိုသင်ရှောက်သွားခြင်းဖြစ်တယ်ဖျားနဲ့တူကြော်ဖြတ်နေခြင်းဖြစ်တယ်နော်အဲ့ဒီခါမှာပါလေနော်ဘေးရောက်တော့ကာလအထူးသဖြင့်ကိုမတော်မူကြောင်း ထင်ရှားလက်ရှိဒီချိန်မှာသင်ဘေးဒုက္ခနဲ့เนาะဒုက္ခရောက်နေတဲ့ချိန်ဖြစ်တဲ့ဆိုရင်တော့ဘုရားသခင်ရဲ့เนาะကူမတော်မူကြောင်းဘုရားသခင်ရဲ့မဆတော်မူခြင်းကျေးဇူးကိုတာ၍ထင်ရှားစွာခံရမှာဖြစ်ပါတယ်เนาะအထူးသဖြင့်ငါ့ကိုကယ်မပါလားဆိုတဲ့ဟာလာတက်တဲ့ကိုခံရမှာဖြစ်ပါတယ်ဒါကြောင့်ဘေးဒုက္ခပေး 为前提，别的看，对方背都快背对了。哈，上胸部不好把握。当然，别的看的，你是不撇的，别的看阿里老大也都不撇的，别的看阿啦，肌肉带看也无撇吧嘞。都是拿来背吧，都是看有吧，看背钱嘛。啊，你假如，新安客人讲看，啥叫啥白动作都嘛来吧？别来说了，对，六的。 ငါကိုအမိပြု၍ငြိမ်သက်ခြင်းရှိစေခြင်းကဤစကားကိုငါဟောပြောပြီးတင်းတို့သည်လောက၌ဆင်းရဲဒုက္ခကိုခံကြလိမ့်မည်တုတ်တော်လည်းမစိုးရင်ကြနဲ့ငါသည်လောကကိုအောင်မြင်မိတော်မူ၏နော်ဒီလောကမှာဆင်းရဲဒုက္ခခံရမှာပါဒါပေမဲ့မစိုးရင်ပါနဲ့ဒီလောကအောင်တဲ့ဖခင်မင်းတို့ကိုးကွယ်တဲ့မင်းတို့ရဲ့အသက်သခင်ကယ်ထရှင်ငါဖြစ်တယ်တဲ့ယေရှုကဒါလို့ပြောပါတယ်ဒါကြောင့်ဘုရားသခင်ကဆက်ပြီးတော့မှမိခိုးပါ ဖျားသခင်တော်နော်ဒီမှာလေတင်းတို့ဒီငါကိုအမိပြုတ်ညင်သက်ချင်းရှိစေခြင်းလားဖျားသခင်အမိပြုတ်ပါဖျားသခင်ယေရှုကအမိပြုတ်ခိုင်းတယ်ဆိုတာဘာလဲယေရှုရဲ့ဖြောင့်မတ်ခြင်းဒီချိန်မှာယေရှုရဲ့တန်ရှင်ခြင်းယေရှုအဖြစ်ရတဲ့စုံလင်ခြင်းယေရှုရဲ့ကြီးစိုးကယုဏသစ္စာတော်ကိုသူကအမိပြုတ်ခံခြင်းဖြစ်ပါတယ်ပြောချင်တာကတော့ကိုရောကျွန်တော် ဘလောက်လှူခဲ့တာနဲ့ဘာဖြစ်လို့သူတို့ဖြစ်တာလဲအဲ့လိုကိုယ့်လှူကိုကိုယ်အမိပြုမဟုတ်ဘူးတဲ့ကျွန်တော်ဖះเจ้าပုံမှန်တက်ရတာနဲ့ဆုလည်းပုံမှန်တောင်းရတာနဲ့ကျန်းစာလည်းပုံမှန်တောင်းတောင်းရတာနဲ့ဘာဖြစ်လို့သူတို့ဖြစ်တာလဲဆိုပြီးတော့မှကိုယ့်ရဲ့ဖះဝတ်နိုင်မှုလျော်ခဲ့တဲ့အရာကိုဒီချိန်မှာအမိမပြုနဲ့အမိမပြုနဲ့ဘယ်သူအမိပြုရမလဲယေရှုအမိပြုရမယ်ယေရှုအမိပြုပြီးဖះခင်ကိုခေါ်ပါအဲ့ဒါဆိုရင်တော့နံပါတ်1 စိတ်ငြိမ်သက်ခြင်းချမ်းသာရလိမ့်မယ်။နော်။ဒီမှာတစင်ပြတစင်ဘုရားသခင်ရဲ့လက်တော်ကိုနော်မြစ်တာဂိယုနာတော်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ထို့သောအဖြစ်တင့်ရဲ့ဘုံဟာထင်ရှားမယ်။တင့်ရဲ့ဘုံကဘာလဲ။ဘုရားသခင်သူ့ဖက်မှာရှိပါလားဆိုရက်ဘုံထင်ရှားမယ်။ဒါကြောင့်ဒီနေ့နော်ဒီလိုကာလမှာဘေးဒုက္ခဒုက္ခရောက်တဲ့အခါမှာစိတ်ပြအငြင်းချင်းမရှိဘဲနဲ့ နော်စိတ်ငြိမ်သက်ခြင်းရှိဖို့အတွက်ဒီနေ့ယေရှုကိုအမိပြုပါယေရှုရဲ့မြစ်တာကယုဏကိုအမိပြုပါယေရှုရဲ့ဖြောင့်မတ်ခြင်းတန်ရှင်ခြင်းစုံလင်ခြင်းအမိပြုခမဲတော်ခေါ်ပါသူဒီငါ့ကိုခေါ်တော့ငါထုမင်ဒုက္ခခံရတော့ခါသူ့ဘက်မှာငါနေချမ်းသာပြေးမယ်လို့ပြောပါတယ်ဖခင်ကဆက်ခေါ်လို့မှအဲ့ဒါဆိုရင်တော့ဟာလားဒုက္ခရောက်တဲ့ကာလမှာအထူးသဖြင့်ကူမတော်မူကြောင်းထင်ရှားမှာဖြစ်ပါတယ်နှွေးထွေးတဲ့ဖခင်မြင့်တာတော်တိုက်ခံစားရလိမ့်မယ် ။ဒါကြောင့်နော်ဒုက္ခရောက်တဲ့ကာလမှာဘုရားသခင်ကိုသာဆက်ပြီးတော့မှနော်ယုံကြည်ပါအာကိုပါခိုးလုံးပါခေါ်ပါလို့ပြောရင်လည်းညီကချုပ်ပါရယ်။ဘုရားသခင်ဒီတင်တော်အလုံးကိုညီသက်ချင်းချမ်းသာချမ်းသာပေးပါစေတော့။အာမင်။